စင်ဟာဒီလိုပါညီမလေးအဲသူနဲ့နောက်ဆုံးအဆက်တွေ့ရတာ29ရက်နေ့မှာ29ရက်နေ့သူဒီကနေမီချီနာနေမန်လေးကိုသွားတာပေါ့မန်လေးရောက်တယ်အဲ့တော့20ရက်နေ့ငလင်လောက်တာပေါ့ငလင်လောက်တဲ့ခါကျတော့အကိုအကိုတို့ကညမှတီးတာသူ့ရဲ့တငယ်ချင်းတယောက်သူနဲ့အဲ Sky Pillar မှာအတူတူတဲတဲ့သူ့တငယ်ချင်းတယောက်ကအပြင်းလွှိုင်းနဲ့သူကတော့လွတ်သွားတယ်အဲဒါပေမဲ့သူကအထဲမှာကြံခဲ့တယ်ပေါ့ ဲ့တော့သူ့ပုံတင်မှာ line ပေါ်မှာတင်လာတဲ့ခါကျတော့ကိုရောညမှာတီးတာညမှာတီးတဲ့ခါကျတော့ကိုအလုံးကစိုးရိမ်ကြတာပေါ့ဗျာနော် तू ကအိမ်မှာလဲတူတီးတော့တမီလေးပေါ့အကိုရောမောင်နှမ9ယောက်ရှိတယ်မောင်နှမ9ယောက်မှာ main ကလေးက तू တယောက်တည်းပါတာအဲ့တော့သူခုလိုပြစ်တဲ့အခါကျတော့ကျွန်တော်အဖေနဲ့အမေကလည်းတော်တော်လေးစိုးရိမ်စိတ်တော့ကရောက်ကြတာပေါ့အဲ့တော့မန်းလေးဆိုတာမျိုးကလည်းငလင်ဖြစ်ဖြစ်ချင်းဆိုတော့လေရင်လည်းသွားလို့မရကားတွေလည်းလမ်းနေပြီးလမ်းနေပြတ် တသားတွေကျူးဆိုတော့တွားဖို့လာဖို့အရင်အခက်ခဲရှိတယ်အဲ့တော့ကျွန်တော်မိဘတွေတော့ဖြစ်ဖြစ်ချင်းတော့အာနောက်နေ့မှာပဲကားကားမိမမန်းလေးကိုချက်ချင်းမနဲ့ဆော့ဆော့ဆင်းသွားတာပေါ့အခုတော့တော့မတော်နိုင်တဲ့ခါကျတော့ line ပေါ်နေပဲဒီဒီတိုင်းအဲလမ်းမေးကြတာပေါ့ဗျာနော် line ပေါ်နေပဲမန်းလေးမှာရှိတဲ့အတိမိတ်ဆွေတွေကိုလမ်းပြီးမှအဲ့ကွန်ဒိုနားမှာ ကင်စည်သမားတွေကဲထုတ်လာတဲ့လူတွေကိုရှာဖွေကြည့်ရှုပေးပါဘယ်နေရာဘယ်ဘယ်နားလေးမှာကြာကြံခဲ့တယ်ဘယ်နားလေးမှာနေခဲ့တယ်ဆိုတာပေါ့ဘယ်နားလေးမှာနောက်ဆုံးတွေ့ခဲ့တယ်ဆိုတာပေါ့အလိုလေးတွေအခုတော့လိုင်းပေါ်နေပဲတကယ်ချင်းနေကိုလမ်းမေးကြတာပေါ့အဲ့တော့သူကကွန်တိုပြိုတဲ့အခါမှာသူကဆယ်လွာမှာသူကနေတာအဲဆငလင်းဆလှုပ်တဲ့အခါမှာတကားတွေကအကုန်ဖိတ်သွားတော့ချက်မြတော့အရေးပေါ်ပေါက်ကနေထွက်တာအရေးပေါ်အရေးပေါ်ပေါက်ကနေထွက်တဲ့အခါကျတော့လူတွေကများတဲ့အခါကျတော့ အခုံစင်းတဲ့လူကလည်းခုံခုံစင်းအားလုံးကကြောက်လန့်ပြီးမှအဲ့လိုပေါ့နော်အဲ့တော့ပထမတစ်ခါငလေးလှုပ်တဲ့ခါကျတော့သူထွက်လာတယ်ထွက်လာပြီးမှအဲ့အဲ့အရေးပေါ်ပေါက်ကနေခုံစင်းတာလားမသိဘူးပြောတယ်ခုံစင်းတဲ့ခါကျတော့ဒုတိယတစ်ခါထပ်ပြီးမှပြူကျတဲ့ခါမှာအဲ့မှာလုံးဝမတိတော့ဘူးဘယ်မှာကြကြံဘယ်လိုကြောက်သွားမှလည်းမသိတော့ဘူးဒီကနေထွက်ပြေးနိုင်ဖို့သူကြိုးစားခဲ့တဲ့အတိုင်းပဲငလင်းကဒုတိယတစ်ခါလှုပ်တဲ့ခါမှာတိုက်ဒုတိယတစ်ခါပြန်ပြူတဲ့ခါမှာ ထဲမှာကြံကြံခဲ့တာပေါ့ညီမလေးသူ့ကိုရှာတွေးခဲ့တာတော့ဒီနှစ်ရက်နေ့မနက်ပိုင်းမှာရှာတွေးခဲ့တာပေါ့အဲ့တော့မိဘရဲ့လည်းအပြီးလွားကွန်တိုနာကိုသွားကြည့်တော့ပေါ့သွားကြည့်တဲ့ခါကျတော့သူဆုံးတာနှစ်ရက်သုံးရက်လောက်တော့ကြာပြီတဲ့လေကိုတို့တော့မတိဘူးပေါ့ဒါပေမဲ့သူခဏကိုကတော့သူခဏကိုကတော့ဒီပြန်တဲလာဖို့ အဆင်မပြေတဲ့အတွက်ကြောင့်မလို့တို့မန်လေးမှာပဲမီရှိုးတချို့ပေးခဲ့လိုက်ပါပြီပြီးတော့သူရဲ့ကြံရှိတဲ့အယိုးပြလေးကိုတို့ဒီအိမ်ကိုပြန်သေးလာခဲ့မှာပေါ့အဲ့လိုပေါ့အဓိကတော့အကိုတို့ကသူဒီလိုဒုက္ခရောက်နေတဲ့အခါမှာသူဖြစ်တဲ့နေရာနဲ့အကိုတို့ရှိတဲ့နေရာနဲ့ကအရန်အလန်းဝေးနေတာပေါ့တွားလာဖို့လည်းအဆင်မပြေနေတဲ့အခါကျတော့သူဒုက္ခဒီလိုဒုက္ခရောက်နေတဲ့အခါမှာသူ့ကိုလှုပ်ပေးနိုင်တယ်လို့ လှုပ်ပေးတင့်တလို့အကူတယောက်နေနဲ့လှုပ်ပေးတင့်တလို့မလှုပ်ပေးနိုင်ခဲ့တာပေါ့တာဝန်မကြည့်ခဲ့သလိုခံစားရတာပေါ့ဗျာသူဖြစ်ဖြစ်ချင်းမှာအတွင်းတနေရာမှာအသက်ရှင်လျက်နဲ့ရှိအောင်မယ်သူ့ကိုအသက်ရှင်လျက်နဲ့ပြန်ကယ်ထုတ်လာနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အကူတို့လည်းဖရားကိုဆုတောင်းခဲ့တယ်အရန်မြည်ကြပြီးမှနေနေညညဆုဆုတောင်းခဲ့တယ် မိဘတွေလည်းမန်လေးရောက်တဲ့ခါကျတော့မန်လေးမှာကွန်ဒိုရှင်းပါပဲနေပူတယ်ပေါ့နေရမ်းပူတာပေါ့နေရမ်းပူတဲ့ခါကျတော့မခံနိုင်ဘူးလေမိမိဘတွေကအတက်ကြီးတော့ဒီတိုင်းပဲကွန်ဒိုရှင်းပါပဲညှလင်းချက်တွေနဲ့စောင့်ဆိုင်ခဲ့ရတာပေါ့ရှာပွေးကြီးတွေလည်းကျူစားရမှတော့ရှာပါတယ်ဒါမဲ့ထီရမှုမရှိခဲ့တာလားအင်အားလူအင်အားနေနေလို့လားကိုကိုယ်တိုင်ရှာမယ်ဆိုတော့လေတို့ကမရှာခိုင်းဘူး ဒါလည်းသူတို့အကြောင်းရှိလို့နေမှာပေါ့သူတို့ကေဆေးသမားတွေသူတို့အသက်နိုင်ဆုံးကျူးစားရှာဖွေခဲ့ပါတယ်ကိုကိုတိုင်းရှာမယ်ဆိုလည်းမမရှာခိုင်းတာပေါ့အဲ့တော့သူတို့ရှာပြီးတော့ပဲကျွန်တော်တို့ကမျောလင်းချက်နဲ့ကွန်ဒိုရဲ့ရှိမှာပဲနေနေညညအဲ့လိုညရောရှာတယ်နေရောစောင့်တယ်ညညရောစောင့်တယ်အဲ့လိုစောင့်စောင့်ခဲ့ပါတယ်သူအသက်ရှင်တေးမဲ့ဆိုတဲ့မျောလင်းချက်နဲ့ပဲစောင့်ခဲ့ပါတယ် ဒါပေမဲ့နောက်ဆုံးတော့ဖရားရဲ့အကြံစီဖရားရဲ့အလိုတော်ကိုပဲဝန်ခံရတော့မှာပေါ့ညီမလေးညီမလေးစီစီအတွက်အနေနဲ့ရက်ကနေဆူတောင်းပေးကြတဲ့မိဘမိတ်ဆွေညီကိုမောင်နှမသူ၏အရန်သူ့ရဲ့အရန်ချီရတဲ့ခင်ရတဲ့တငယ်ချင်းတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ညီမလေးစီစီကဖရားရဲ့ရင်ခွင်မှာငင်းချစွာအိဆက်အနာယူသွားပြီးအားလုံးစိုးရင်ပူပန်ပေးကြတဲ့ ဆုတောင်းကူညီပေးကြတဲ့သူအယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့